တရားဥပဒေနဲ့အညီတိုင်းပြည်ပြည်သားတွေကိုဆောင်းရှောက်ရမယ်။တရားဥပဒေနဲ့အညီ တိုင်းပြည်ပြည်သားတွေကိုအကာအကွယ်ပေးရမယ်။တရားဥပဒေနဲ့အညီတိုင်းပြည်ပြည်သားတွေရဲ့လုံခြုံရေးကိုစီမံရမယ်အဲ့ဒါတစ်ချက်။နောက်ဆက်ကြမင်းဟောင်းကြီးရဲ့ရှင်းပြတယ်။မာတိတာတဝိသိတိအတ္တမကံဟောပုတ္တိယထ။တိရေက ငါသားရဲ့မိနိုင်ငံမှာတရားဥပဒေနဲ့စံကျင်တဲ့အဖြစ်မှုတွေအဖြစ်ပေါ်စေအဲ့ဒါတည်ထားမာတိတာတဝိစီတိမင်းရဲ့နိုင်ငံတော်မှာတဲ့တရားဥပဒေနဲ့စံကျင်တဲ့လုပ်ရတဲ့မဖြစ်မှုမင်းတာတည်ထားရကာဝဲဆောင်ချောင်းဒါတစ်ချက်နောက်တစ်ခုကအာဒနာနံဒနမနုပါတိတ္တပါ သန္တာရေဒနာချေးငွေမလုံလောက်တဲ့ပုံကိုယ်တွေကိုနိုင်ငံတော်အဒနာချေးငွေထောက်ပံ့ပေးရမယ်ဓမ္မမိတ်ဆွေများခင်ဗျာဗမောက္ခချုပ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသောတိုင်းပြည်ငြိမ်းချမ်းတရားဝါပြောအောင်စကြဝဠာများကျင့်ကြံအုပ်ချုပ်ခဲ့ဖို့အကြောင်းတရားတော်ကောင်းလို့ချက်လေးကိုထုံထုံ၍မျှဝေပေးလိုက်ပါရခင်ဗျာ ပါးရဲ့အကြောင်းဟာမျက်မြင်ကိုယ်တွေ့သိရှိနေကြတာဖြစ်လို့အထူးပြောဖို့မလိုဘူးပေါ့ကဘာကြီးအခြေအနေဟာ ကိုယ်တိုင်တွေ့ရှိနေကြတာဒီကနေ့ကဘာကြီးဟာ ကောင်းတဲ့အခြေအနေရှိသလားမကောင်းတဲ့အခြေအနေရှိသလားဆိုတာလူတိုင်းလူတိုင်းတွေ့ကြုံခံစားနေရတဲ့အခြေအနေအရရသုံးသပ်ပြီးတော့လူတိုင်းလူတိုင်းအဆုံးဖြတ်နိုင်ကြတယ် ကဲယနေ့မတိုင်ခင်လွန်ခဲ့တဲ့နေ့တွေကကဘာကြီးရဲ့အခြေအနေဘယ်လိုရှိခဲ့သလဲဒီသုဒ္ဓဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဩထာတာတစ်ချိန်လုံးကလူလောကကြီးကအမတန်သာတောင့်သာယာနဲ့ငြင်းချမ်းတဲ့ရွှေခိလို့ခေါ်ရမယ့်ခိတ္တခုမျိုးကြုံခဲ့တာရှိ Golden Age ပေါ့ အဲ့ဒါရွှေခိကိုကြုံရတာလည်းမားချောင်းလေထိုးစင်ကရွှေခိတည်ဒီကနေ့လည်းပဲရွှေခိပဲလားလက်ဖြင့်ကလည်းပဲရွှေခိပဲလားလို့ဆိုတာတရားနဲ့ပြိဿလေးကိုယ့်ဘာကိုယ်ဆုံးဖြတ်ကြရမှာပေါ့ယေရှုဘုရားကအဓိကအကြောင်းတွေကိုရှာထားတယ်ဒီတော့တန်ရဲ့လူရဲ့အနှစ်ကတော့အဲ့ဒီအဓိကအကြောင်းအချက်ဖြစ်တယ် အင်းတစ်ချိန်တော့ကဒီကမ္ဘာလောကကြီးဟာရွှေခင်းနဲ့ကြုံခဲ့တယ်ဆိုတာလူတွေရဲ့တက်တန်းကလည်းအမတန်မှရှည်လျားလူရဲ့တက်တန်းဟာအနှစ်၈၀၀၀နဲ့ဒီကနေ့အသက်ဘယ်လောက်ရှည်ကြလဲတရားတမ်းကိုပြောခြင်းပြောရော့ရင်လည်း85နှစ်တန်းပေါ့ဟုတ်ကဲ့လားဒီကနေ့လူရဲ့တက်တန်းဟာတရားတမ်းလို့ပြောနိုင်ပါသေးတယ် ဣတေယတံနဲ့မြေပေါင်းများစွာရှေလျားနဲ့အနစ်ရှိပေါင်းတန်းဆိုတဲ့အချိန်ကာလတုန်းကဒီကမ္ဘာလောကကြီးကရွှေခင့်နဲ့ကျုံခဲ့မှုတဲ့အဲ့ဒီကျုံကစကြဝဠာကြီးကို ပိုင်ဆိုးတဲ့စကြဝရိမင်းဆိုတာကမ္ဘာလောကကြီးကို အုပ်ဆိုးလာခဲ့တာပါနဲ့အုပ်ဆိုးကလေးလို့ဆိုရင်ဓမ္မနဲ့အုပ်ဆိုးရတဲ့တရားဥပဒေနဲ့ လောကကြီးကိုပုံစိုးခဲ့တယ်။အဲဒီစัจဉ္စမင်းကြီးရဲ့ယေရနာ9ပါးထဲမှာအဓိကယေရနာကြီးကတော့စက္ကရတနာလို့ခေါ်တယ်။လေဝိန္ဒနအကန်လေတောက်လေဝင်ရိုးတွေပုံတောင်းနေတဲ့လေဝိန္ဒနယေရနာ9ပါးနဲ့ပြီးတဲ့စက္ကယေရနာစัจဉ္စယေရနာကြီးအဲဒီစัจဉ္စယေရနာကြီးဟာ တရားစီရင်ရာဘယင်မြင့်မြတ်ရဲ့တရားယုံရှိမှဘယင်မြင့်ကိုအတဆင်ထားတယ်လို့သူစัจจယန္တာကြီးကယက်တည်ပြီးတော့နေတယ်ဒုက္ခဒုက္ခကာလလူတွေကလည်းအမတန်မှတရားနဲ့အညီနေကြတော့အမတန်မှตายာငြိမ်းချမ်းပြီးတော့နေတဲ့ခေတ်ကလူတန်တားကလည်းနှစ်၈၀၀ လောကမှာမပြတ္တနာမှမပေါ်ဘူးလူတွေထဲမှာပြတ္တနာတွေတွေ့တွေ့ထူးထူးမရှိဘူးသာဝတိရေးလည်းပြည်လည်းတဲ့လူမှုရေးတွေနဲ့အဆင်ပြေတယ်ငြိမ်းချမ်းတယ်တားရတယ်အဲ့ဒီလိုခင်မျိုးမှာသံဃာနေမိဆိုတဲ့စัจ जा မင်းကြီးကတိုက်ပြေကိုပုံစောင့်နေတယ် အဲ့ဒါလို့ကိုယ်ဆိုးရာကနေပြီးတော့ဒီဘယင်ကြီးကသူ့ရဲ့အမှုဒါအရာဒါနဲ့ကလူယုံတော်တယောက်ကိုမှားထားတယ်။အေးငါနန်းတော်နန်းရှိရင်ပြမနောက်ဆင်ထားတဲ့စัจ जा ရဏာကြီးဟာဒီငယ်နေရာကနေပြီးတော့နေဆင်းသွားတဲ့အခြေအနေရှိမရှိမင်းအမြဲတမ်းစောင့်ကြပ်ပြီးကြည့်ခြင်းတို့အမိတ်ပေးထားတော့ သူတယောက်ကနေစင်တဲ့အမြအဲ့ဒီစัจ జ ရဏကြီးကိုနေရာရွင့်မရွင့်ချိပြီးတော့နေတာဖြစ်ပေါ်အတော်ကြားလာတဲ့အခါကျတော့စัจ జ ရဏကြီးကကလမနလမကအောက်နေသွားတဲ့အဲ့ဒီလိုစัจ జ ရဏကြီးရဲ့အနေထားလေးပြောင်းသွားတာလည်းမြင်ရောခုနကစောင့်ကြည့်ထောင်လာနေတဲ့ဘရင်ရဲ့လူယုံတော်ကဘရင်မင်းကြီးကိုတွားလျှောက်တယ် ရှင်မင်းတရားစัจ जा ယန္တာကြီးတော့ခရိုင်းနေရမဟုတ်ဘူးနည်းနည်းလေးအောင်ကြသွားတယ်ဆိုတော့ဘုရင်ကြီးကအစင်လာရသိတယ်အေးစัจ जा ယန္တာကြီးအောင်နှိမ့်ဆင်းသွားရင်တော့ဒီစัจ जा မဲဟာကြာကြာအသက်မရှိတော့ဘူးသူ့ဘဝကုံဆုံးကိုနီးလာပြီဆိုတာကိုအချက်ပြတယ်ဘုရင်တို့တရားကြီးကဲကျတော်စင်ပြိတ္တတို့မှလည်းပဲကိုယ်ကတော့မသိရှိမဲ့အဲ့ဒါလိုအချက်ပြမှုတွေတွေကတော့ရှိတာပေါ့ ုတ်ကဲ့လားလူတွေမှာပါကအချက်ပြစပင်မော်ကကောင်းမော်ကစပင်ကလေးတွေက အချက်ပြတယ်ဟုတ်ကဲ့လားစပင်ကလေးတွေကနေရာကနေဖြူလာတာအဲ့ဒါအချက်ပြတာပေါ့ပေလေးတွေတောင့်လာတာနဲ့အချက်ပြလာတာပေါ့အေးစัจจမင်းကြီးကြတော့ဒီဘဝကုံဆုံးတော့မယ်ဆိုတော့စัจจယန္တကြီးကအချက်ပြတယ်ဒါနဲ့စัจจမင်းကြီးကသာသီယရဏကိုခေါ်ပြီးတော့ ပြောတယ်မာနစัจจရဏအခုလိုနှိမ့်စင်းသွားလို့ရှိရင်စัจจမဲဟာကြာရှည်မနေရတော့ဘူးအဲ့ဒါကြောင့်မို့ဒီဌိနစည်းစိမ်တွေကိုမင်းကမှလွှဲလိုက်ပဲငါလည်းဒီဘယင်လုပ်ပြီးတော့မနေတော့ဘူးယတိသူတော်စင်ဘဝနဲ့နောက်ဘဝကောင်းစားရင်မလုပ်တော့ပဲဆိုစัจจမင်းကြီးကသမုတ်စိမ်ပယ်ပြီးတော့ယတိယဟဝတ်သွားတယ်သားကိုဌိနလွှဲခဲ့တယ် အဲ့လိုထိနှံတွဲလိုက်တဲ့အချိန်ခொနည်းလဲကြာရောနိုင်ရင်ပြမှာ ရှိတဲ့စัจ jaya ရဏကြီးကပျောက်ခြင်းမလားပျောက်သွားပျောက်သွားတော့သားလုံးတဲ့ပုဂ္ဂိုလ်ဟာစัจ jaya ရဏကြီးတော့ပျောက်သွားပြီဒုက္ခပဲစိတ်ထဲမှာတော်တော်ဆင်းဆင်းရဲလို့ယတိဝတ်သွားတဲ့စัจ jaya မင်းအောင်ကြီးကိုတွားပြီးတော့မေးတယ်ဟော ရှင်းဆက်ကြမယ်။ဘာကမီတော်လမ်းတော်မှာရှိတဲ့စัจจရဏကြီးကြောက်ချင်မလားပြောက်သွားပြီ။လူခိုးတော်ရတော့မဟုတ်တော့ဘူး။အလို့လျောက်ပြောက်သွားပြီ။အဲ့ဒီအကြောင်းတော်ကိုတင်တဲ့အခါကျတော့စัจจမင်းကနေဖြစ်လာတဲ့ယသိကြီးကပြောတယ်။ကာသာငါသာတဲ့မင်းစัจจရဏဆိုတာအဖေကသားကိုအမေပွေးလို့ရတာမဟုတ်ဘူးကွာ။မင်းဘာမှမကူနဲ့။ မင်းကိုယ်ပိုင်စัจจာယတနာရခြင်းလို့ရှိရင်မင်းစัจจာမင်းရဲ့ခြင်းဟုတ်ကိုခြင်းရမယ်စัจจာမင်းရဲ့ခြင်းဟုတ်တိုင်ခြင်းလို့ရှိရင်စัจจာယတနာဟာရောက်လာမှာပဲမင်းအတွက်သိတယ်ငါကမင်းကိုအမိပွေးလို့မရဘူးတဲ့အတင်ငါဝတ်သွားလို့ယသိဝတ်သွားလို့ခုနှစ်ရက်လောက်ဖြစ်ရင်ဒီစัจจာယတနာဟာဒီလိုပဲထုံးစံအတိုင်းပျောက်သွားတာပဲဒါအမွေပေးလို့ရတဲ့ပစ္စည်းမဟုတ်ဘူးကိုယ်တိုင်တရားခြင်းမှရတဲ့အားလို့ဆိုတော့ အယိတိရစကြာမင်းရဲ့ကျင့်ဝတ်တွေကိုရှင်းပြတယ်စကြာမင်းဆိုတာဓမ္မိကရခအဝရဏဂုတ်တိတရားဥပဒေနဲ့အညီတိုင်းလူပြည်သားတွေကိုဆောင်းရှောင်းရမယ်တရားဥပဒေနဲ့အညီတိုင်းလူပြည်သားတွေကိုအကာအကွယ်ပေးရမယ်တရားဥပဒေနဲ့အညီတိုင်းလူပြည်သားတွေရဲ့လုံခြုံရေးကိုစီမံရမယ်အဲ့ဒါတစ်ချက် ။နောက်စัจ္ချမေဟောင်းကြီးရဲ့ရှင်းပြတယ်။မာတိတာတဝိသိတိအတ္တမကံဩပုတ္တေထ။တိရေကငါသားရဲ့မိနိုင်ငံမှာတရားဥပဒေနဲ့ဆန့်ကျင်တဲ့အဖြစ်မှုတွေအဖြစ်ပေါ်စေတယ်။အဲ့ဒါတတိထား။မာတိတာတဝိသိတိမင်းရဲ့နိုင်ငံတော်မှာတဲ့ တရားဥပဒေနဲ့ဆန့်ကျင်တဲ့လုပ်ရည်တွေမဖြစ်ဖို့ပေးတာတတိထားရမယ်။ကာဝဲဆောင်ချောင်းဒါတစ်ချက်။နောက်တစ်ခုကအာဒနာနံဒနမလုပါတိတ္တပဲ။သာသာရေဒနချင်းငွေမလုံလောက်တဲ့ပုဂ္ဂိုလ်တွေကိုနိုင်ငံတော်ကဒနချင်းငွေထောက်ပံ့ပေးရမယ်။ပြီးတော့ပညာရှိတဲ့သဗ္ဗနာသဗ္ဗကတွေသူတော်စင်တွေစီချင်းကပ်တယ် အရှရိယကုသိုလ်ဆိုတာဘယ်လိုပါလဲအကုသိုလ်ဆိုတာကတော့ဘယ်လိုပါအပြစ်ရှိတဲ့ကိစ္စကဘယ်လိုပါလဲအပြစ်မဲ့တဲ့ကိစ္စကဘယ်လိုပါဘယ်လောက်ကလုံးတဲ့တယ်ဘယ်လောက်ကမလုံးတဲ့ဘူးလဲဆိုတာမေ့သွားမေးမေးမိရင်သူတို့ကနေရှင်းပြနိုင်မယ်ရှင်းပြတဲ့အတိုင်းအကုသိုလ်ကိုရှောင်းကုသိုလ်ကိုမင်းဆောင်ရမယ်အဲ့ဒါစัจ Java ရဲ့အချင်းဝင် အဲ့ဒီစัจ java ရဲ့ခြင်းဟုတ်ကိုမင်းခြင်းလို့ရှိရင်စัจ java ရတနာကြီးကအလိုလျောက်ရောက်လာပါလိမ့်မယ်။ဆိုတော့တားလို့တဲ့ပုဂ္ဂိုလ်ဝါမျက်ဝန်းသာပြန်လာပြီ။ခမည်းတော်ရဲ့ဒီကြီးဆုံးမတဲ့အတိုင်းသူစัจ java ရဲ့ခြင်းဟုတ်တည်ချက်။ပကြခင်လဲတခုသောလာပြီးနေမှာကောင်းရင်တက်ကနေပြီးတော့နာဝန်ကြီးတစ်ခွဲ့ စัจจရဏကြီးကတချွေရွေရွေရှားပြီးတော့သူ့နိုင်ရင်ပြင်ဘက်ကိုရောက်လာအမတန်လှပတဲ့စัจจရဏကြီးဟာရခင်ဖာခမီးတော်လက်ထက်ကလိုပဲစัจจရဏကြီးဟာပြန်ပြီးတော့ရောက်လာအဲ့လိုနဲ့ပဲရွှေခေတ်မှာစัจจမင်းရဲ့အဆက်ပေါင်း80ကျော်ထိုနည်းနဲ့လူလောက သူရဲ့ဘဝခကြီးဟဖြတ်သန်းကြအမတန်မှငြိမ်းချမ်းလေတဲ့ပြီးတော့ပညာရှိတဲ့သဗ္ဗနာသဗ္ဗကတွေလူတော်စင်တွေစီချင်းကပ်သူအရှင်ဘုရားကုသိုလ်ဆိုတာဘယ်လိုပါလဲအကုသိုလ်ဆိုတာတော့ဘယ်လိုပါအပြစ်ရှိတဲ့ကိစ္စကဘယ်လိုပါလဲအပြစ်မဲ့တဲ့ကိစ္စဘယ်လိုပါပဲလုံးကလုံးတဲ့တယ်ပဲလုံးကမလုံးတဲ့ဘူးလဲဆိုတော့မင်းသွားမေးမေးမိရင်သူတို့ကနေရှင်းပြလိုက်မယ် ရှင်းပြတဲ့အတိုင်းအကုသိုလ်ကိုရှောင်းကုသိုလ်ကိုမင်းဆောင်ရမယ်အဲ့ဒါစัจ္ကြမင်းရဲ့ခြင်းဝတ်ပဲအဲ့ဒီစัจ္ကြမင်းရဲ့ခြင်းဝတ်ကိုမင်းခြင်းလို့ရှိရင်စัจ္ကြရဏကြီးကအလိုလျောက်ရောက်လာပါလိမ့်မယ်ဆိုတော့တားလုံးတဲ့ပုဂ္ဂိုလ်ဝါမျက်ဝန်းသာပြန်လာပြီခမည်းတော်ရဲ့တည်ကြီးဆုံးမတဲ့အတိုင်းသူစัจ္ကြမင်းရဲ့ခြင်းဝတ်တွေချက်ကြကြခင်မဲ့ တခုသောလာပြည့်နေ့မှာကောင်းရင်တည်းကနေပြီးတော့နာဝန်ကြီးတစ်ပွဲစัจจရဏကြီးကတချွေရွေရွေးရှားပြီးတော့သူ့နိုင်ရင်ပြင်ဘက်ကိုရောက်လာအမတန်လှပတဲ့စัจจရဏကြီးဟာရခင်ဖာခမီးတော်လက်ထက်ကလိုပဲစัจจရဏကြီးဟာပြန်ပြီးတော့ရောက်လာအဲ့လိုနဲ့ပဲရွှေခေတ်မှာစัจจမင်းရဲ့အဆက်ပေါင်း80ချီအောင်ထိုနည်းနဲ့ လူလောကလူတွေရဲ့ဘဝခကြီးဟာဖြတ်သန်းကြအမြဲတမ်းငြိမ်းချမ်းတယ်တဲ့